ါယနေ့အတွက်မြန်မာသတင်းနှင့်နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမဟုတ်ဘူးစူးစီးတင်ဆက်ထားတာပါ EU ကိုအစိုးရပြည်လက်ခံမှုတဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုအရက်ဖက်ဖွဲ့စည်းပေါင်း200ကျော်ကရေးသားတောင်းဆိုလိုက်ပါတယ်။ EU အစိုးရပြည်လက်ခံမှုရှိမှလည်းပဲကုလသမဂ္ဂကိုတောင်းဆိုပါတယ်လူခုနိုင်ငံကိုတောင်းဆိုပါတယ်ဒီနိုင်ငံကိုတောင်းဆိုပါတယ်အရက်ဖက်ဖွဲ့စည်းပေါင်း200ကျော်ကတောင်းဆိုပါတယ်ဘယ်ပုဂ္ဂိုလ်ကတောင်းဆိုပါတယ်ဘယ်လူကြီးကတောင်းဆိုပါနဲ့တောင်းဆိုရင်နေလန်းလိုက်ဖို့ပဲ။ ကျွန်တော်တို့ကောင်းဆိုတာရေများနေအနည်းဆက်ဆုံးဖြစ်စဉ်ကိုပြောပြမယ်တမူပခဖဆယ်ကောင်ကိုအဲလီယာစစ်တဲ့အနေချားဆောင်တက်ကပြက်တက်လိုက်တဲ့မသားတွေနောက်တမှပြန်ပြီးတယ်စင်တကောင်လုံးတွေ့လာတော့စင်ချီရရှာတဲ့ဇင်မောင်အောင်ကပါပြောလေတမူပခဖဆယ်ကောင်အသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တရားမျှတမှုအမှန်တရားပွင့်လင်းမြင်သာမှုကိုအိန္ဒိယအစိုးအိန္ဒိယအစိုးရထံကိုစာရေးပြီးတော့တောင်းဆိုထားပါတယ်တဲ့နော်ဆိုတော့ ခမတို့ကဟိုတောင်းဆိုတယ်ဒီဟိုတောင်းဆိုတယ်ပဲပြောတာခမတို့ရဲ့တောင်းဆိုချက်တွေကိုအဲ့ဒီကာယကံရှင်တွေကဘယ်လိုတုံ့ပြန်လိုက်တလဲဘယ်လိုပြန်လဲဖြေချလိုက်တလဲဆိုတာကြမပါအောင်နော်အခုဆိုလည်းပဲတမှုပကပ၁၀တောင်းကိုအိန္ဒိယနေသားသောစက်တက်ကပြစ်တက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဇင်မာအောင်တောင်းဆိုတာ၃လတောင်းပြည့်တော့မယ်အခုချိန်ထိဖြေရှင်းချက်မလာဘူးနော်ခမတို့ဖြစ်ကဘာနဲ့တူလဲဆိုရင်လေကိုတချင်းလိုပဲငါစာရီထားတယ်မြန်ဖက်မှာဖက်မကြည့်ပဲ ရှင်လိုပြောနေကြဖုံးတယ်လေးကဆက်တွေ့ဦးအေးရပြန်ပါစိတ်လေးကိုနဲ့မကက်တော်ဘူးဘူးလည်းအဲ့လိုပဲငါစာရေးရေးထားရင်လည်းဖတ်မှဖတ်မကြည့်ပဲငါတော့စာရေးအများကြီးရေးပြီးကုလသမဂ္ဂကိုတောင်းဆိုလိုက်နိုင်ငံတကာကိုတောင်းဆိုလိုက်နေရအဲ့ဒီစာရေးမဖတ်တော့ငါမှစိတ်နဲ့ကိုယ်နဲ့မကက်တော်ဘူးအဲ့လိုဖြစ်သွားတာပေါ့နော်နောက်ဆိုတော့အာခင်ဗျားတို့အဖြစ်ကအဲ့ဒီဂျူးရဲ့သချင်းလိုပါပဲလို့နောက်ထပ်က ကရင်နီမှာတဲ့ဆစ်ရှောင်းနဲ့အနက်ဘေးဆိုင်နိုင်တယ်လို့ကရင်နီလူခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ကပြောပါတယ်တော်တော်ချာလူလန်တဲ့အဖွဲ့ပဲကရင်နီလူခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့တော်တော်ကိုချာတူးလန်တဲ့အဖွဲ့ခင်ဗျားတို့ကအခု2025ဆယ်လပိုင်းကြောင်းမှပြောတာကျွန်မက2023 2024တည်းကတရားပြည်နယ်မှာငွေပေးဆိုင်တော့မယ်တရားတပင်းနယ်လုံး district ဖြစ်နေပြီလို့ကျွန်မပြောခဲ့တာကျွန်မတို့ကမဟုတ်သေးပြောခဲ့တာ ခင်ဗျားတို့ဒီတစ်လေးလုံးစစ်စင်ရေးဆိုပြီးတော့တစ်တုံညာနှစ်ခုကိုအားကြပြီးတရားတတိနယ်လုံးကိုတိမ့်မဲ့လမ်းများအလုံးနေပြီးတော့တို့ဆိုပြီးမာဝီနဲ့မင်းကိုနိုင်နဲ့နေမျိုးစင်နဲ့အယူထတွေကတရားတတိနယ်လုံး face state ဖြစ်တော်မူတရားတတိနယ်လုံးလက်ရှိမှာ D state ဖြစ်နေပြီလို့ကျွန်တော်ပြောခဲ့တာတရားတတိနယ်လုံးပေါင်းလို့လူကြီး၄သိန်းမရှိဘူးလက်ရှိမှာလူကြီး၃သိန်းနေပါစစ်ပေးဒုက္ခတဲ့ဘွားကိုရောက်နေပြီးထမင်းနဲ့ညက်နေပြီလို့ကျွန်တော်သတိပေးခဲ့တာရှင်တို့ဒီမှာတရင်လို့နေကြတယ် တော်တော်ကိုခြာတူးလန်နေဖွဲ့ပဲ။တရားတပြည်နယ်လည်းမထင်နဲ့အချင်းပြည်နယ်မှာလည်းဒီလိုပဲ။ချင်းပြည်နယ်လုံးပေါင်းလို့လူကြီး၄သိန်းရှိဘူး။လက်ရှိမှာလူကြီး၂သိန်းခွဲ၃သိန်းလေးပါစစ်ပေးဒုက္ခတွေဖြစ်နေကြတယ်။နော်။တချို့လူမျိုးစုတွေကချင်းပြည်နယ်မှာလူမျိုးစု53မျိုးရှိတယ်။အဲ့ဒီ53မျိုးအကုန်ပေါင်းတာတော့၄သိန်းမပြည့်ဒါကြောင့်တချို့တော့တိုင်းရင်းသားမျိုးနွယ်စုတွေကချင်းပြည်နယ်လုံးပေါင်းလို့လူဦးရေ3000လောက်ပဲရှိရအဲ့ဒီ3000လောက်ကိုအခုစစ်ဖြစ်တော့ 1500လောက်ကတည်တယ်။ကျန်တဲ့1500လောက်ကဒုက္ခတဲ့ဘဝကိုရောက်သွားတယ်။ဒုက္ခတဲ့ဘဝမှာအငငယ်ပြက်ပြက်နဲ့နော်ငဖျားရီဖြစ်ယောဂရီဖြစ်ကုသကြဆေးဝါးမရှိလို့900လောက်ကတည်တယ်။တစ်ထောင်လောက်ပဲကျန်တယ်။ကျင်းပေပေါ့ချင်းမျိုးနယ်စုတွေလူမျိုးတုံးနေကြပြီ။တရားပြည်နယ်မှာလည်းဒီလိုပဲတချို့မျိုးနယ်စုတွေကတပြည်နယ်လုံးပေါင်းမှလူရေတစ်ထောင်လောက်ပဲရှိတာ။ဒီတထောင်လောက်တော့ရှိတော့လူကြီးကစစ်ဖြစ်လို့တည်တာနဲ့ထမင်းငတ်လို့တည်တာနဲ့ယောဂဖြစ်ပြီးကုသရဆေးမရှိလို့တည်တာနဲ့လူမျိုးတုံးနေကြတယ်။ကိုလူမျိုးကို လူမျိုးတုံးအောင်ခနာတို့ပြန်လုပ်လဲဆိုတာမမိနဲ့နောက်ထပ်သတင်းတစ်ပုဒ်ဖတ်ပြမယ် TNL လေးထိချုပ်ထားတဲ့မိုင်းလုံးမှာစစ်တပ်ကလေကြောင်းကနေပုံချဲ့တဲ့အတွက်ကလေးတငယ်တွေပါဝင်လူ၁၀ဦးသေဆုံးပါတယ်နော်ဒီပလောင်နဲ့ပတ်သက်လို့ရှိရင်တက်မတော်ကဘယ်နဲ့ကဘယ်နဲ့အားကိုပဲနှိမ်နှင်းပါစေကလေးတငယ်တွေတည်တယ်လို့ပဲပြောတယ်ပုံနဲ့ကြည့်ရတာပလောင်မှာကအရွယ်ရောက်ပြီးသားဗရက်ပလောင်ဗတက်မှန်တယ်များနော်နေစာသဘောနဲ့ကိစ္စချောကုန်လို့ ဘယ်နေရာမှာပဲကြာရကြာရကလေးတွေပဲတည်နေရဆိုတော့တပွဲကိုတတ်ရောက်တယ်เนาะဆိုတော့ပါပလောင်တက်တက်ပြောင်းပဲလို့ပြောရလိမ့်မယ်နောက်ထပ်သတင်းတစ်ပုဒ် UNDP ထုတ်ပြန်ချက်မြန်မာနိုင်ငံမှာအမျိုးသမီးပေါင်း3ပုံပုံတပုံဟာအလုံးလက်မဲ့ဖြစ်နေပါတယ်အလုံးလက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေဟာအမျိုးသားတွေရဲ့နှစ်ဆကျော်ရှိပါတယ်ဆိုလိုချင်တာကမြန်မာနိုင်ငံမှာအခုလူငယ်တွေအလုံးလက်မဲ့ဖြစ်နေကြတယ်အဲဒါသွေးစွန်းငွေဖြတ်တောက်ရေးဆိုတဲ့ခနာတို့ရဲ့တပြားတလက်မှဖြုတ်အုံနောက်လေးတွေနဲ့ မျက်စီတစုံမကြည့်ပဲမျက်တောင်တစုံကိုပဲကြည့်တယ်သွေးစုံငွေဖြတ်တော့ရေးဆိုပြီးကိုပြည်သူရဲ့ထမင်းအုပ်ကိုရိုက်ခွဲတဲ့အကျိုးလက်ခမားတို့သွေးစုံငွေဖြတ်တော့ရေးလို့စပြီးလုတ်တဲ့ကပက်လက်လန်တရွေးထွေးကိုမျက်နာကိုကိုပြန်ကြတဲ့မြမပြည်ကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ရင်မြမပြည်မှာရှိနေတဲ့လူတုအလုံးအဲ့ဒီတန်ကိုခရရမယ်လို့ကျွန်မပြောခဲ့တယ်ခမားတို့ကယံမမမိတာခမားတို့တထွားတမောင်းဖြုတ်အောင်နောက်နဲ့လူစင်မမိတဲ့လူရည်ပြေဖို့ ရာ90လို့နဲ့အုံနောက်နဲ့သွေးစွန်းဝင်ဖြတ်တော့ရေလုတ်တဲ့အတွက်မြမပြီးကိုဖက်ဖက်ကဒဏ်ခတ်ပိတ်ဆို့ရတဲ့အတွက်အခုလိုပြည်သူတွေအလုံးလက်မဲ့ဖြစ်နေကြတာပဲအလုံးလက်မဲ့ဖြစ်တာနဲ့နောက်ွယ်မှာရာဇွေးမှုတွေပိုပြီးများလာမယ်ဆိုတာခင်ဗျားတို့မမိနဲ့နောက်ထပ်သတင်းဘုတ်ကရန်ကုန်မှာတဲ့စက်တင်ဘာတလအတွင်းစီရေးပြတ်မဲ့ရှစ်ခုကိုသူတို့ပြည်ရဲ့အဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့ပါတယ်သူတို့ပြောတယ်တိုက်ခိုက်တယ်ဆိုတဲ့နေရာတွေကိုလိုက်ပြီးတော့ကြိတ်လိုက်တဲ့အခါကျတော့ရဲကြီးယုံနေ အုတ်ချုပ်ရည်မူယုံတွေထွေးအုတ်ယုံတွေဖြစ်နေတယ်။အုတ်ချုပ်ရည်မူယုံထွေးအုတ်ယုံရဲ့ကျေမူယုံတွေဆိုတာကအပြစ်မဲ့အရက်သားပြည်သူလက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ရက်သားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာဟုတ်တယ်နော်ထွေးအုတ်ယုံတွေရက်ွက်အုတ်ချုပ်ရည်မူယုံတွေဆိုတာ လက်နက်မဲ့နေတဲ့လက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ရဲသားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်လှုပ်ဆောင်ပေးတဲ့နေရာအရက်သားပြည်သူအများပြည်သူတွေသက်ဆိုင်တဲ့နေရာလက်နက်ကင်စစ်တပ်မရှိတော့လက်နက်ကင်ရဲတပ်ဖွဲ့မရှိတော့လက်နက်မဲ့ရဲသားပြည်သူတွေနေတဲ့နေရာ ဒီလက်နက်မဲ့ရက်သားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်ဝန်ဆောင်မှုပေးတဲ့နေရာအများပြည်သူတက်ဆိုင်တဲ့နေရာကိုခမရတို့ကအစီရေပြတ်မှတ်ရှစ်ခုကိုတိုက်ခိုက်တယ်ဆိုပြီးစီရေပြတ်မှတ်လို့တတ်မှတ်ပြီးခမရတို့စီရေပြတ်မှတ်လို့တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါစစ်ရာဇွဲမှုမြောက်တယ်အဲ့ဒါအကြမ်းဖက်မှုဖြစ်တယ်ခမရတို့ဒီရက်သားပြည်သူတွေကိုစီရေပြတ်မှတ်အဖြစ်အသုံးချပြီးတိုက်ခိုက်နေတဲ့အကြမ်းဖက်ဖွဲ့တာဖြစ်တယ် ။ဟာကွန်မန့်လေးအများကြီးတဲကမှာအကြောင်းအရာ၃ခုကိုအများဆုံးတွေ့ရတယ်။နံပါတ်၁ကတော့ကျွန်မကိုပုတ်လှလာဟဲလို့ပြောကြတဲ့ကွန်မန့်လေးတွေ့ရတယ်။အာကျေးဇူးတင်ပါတယ်ရှင်။တကယ်တော့ဒါအချစ်ရှိလို့အလှရှိရပါရှင်။မိမတယောက်ကအာဘလောက်ပဲတော်နေပါစေဘလောက်ပဲတက်နေပါစေဘလောက်ပဲထူးချွန်ထက်မြက်နေပါစေဒီမိမရဲ့နောက်မှာအရေးတစ်ဖွဲအုံမူပေးနိုင်တော့ဒီမိမကိုစုတ်လုံးချုံမှုစိတ်လုံးချုံမှုပေးနိုင်တဲ့ ရယောက်ျားတယောက်ရဲ့ချစ်ချင်းမြတ်တာယောက်ျားတယောက်ရဲ့စေတနာချစ်နေုံနဲ့မရဘူးစေတနာလည်းရှိရတယ်။ယောက်ျားတယောက်ရဲ့ဖုံးကံလိုအပ်ပါတယ်။ဆိုတော့မိမတယောက်အာပါတာမန်ထက်ပိုပြီးလှလာတယ်။ဒီမိမကတာမန်ထက်ပိုပြီးဒီမိမရဲ့မျက်နှာမှာအကြည်တက်လေးရှိနေတယ်။ကြည်လွင်ကြည်လင်ဝင်းပါနေတယ်လို့ခံစားရတယ်ဆိုရင်သိကြပါရဲ့။ဒီမိမကိုနောက်ွယ်မှာအရေးတက်ွယ်စိတ်လုံးကြုံမှုပေးနိုင်တဲ့ယောက်ျားတယောက်ရဲ့ချစ်ချင်းမြတ်တာရဲ့စေတနာတွေပါပါတယ်။ ဆိုတော့เนาะအချစ်ရှိလို့လှရှိတာလို့ပြောချင်ပါတယ်နောက်တစ်ခုကအာဘယ်ပါတီကိုမဲပေးမလဲပေါ့เนาะမဟုတ်ဘူးဘယ်ပါတီကိုမဲပေးမလဲရဲ့ကျွန်မပေးတဲ့ပါတီကိုသူတို့တွေလည်းအကုန်လုံးမဲလိုက်ပေးဖို့ဆန္ဒရှိပါတယ်ဆိုတော့တုံ့ပြန်မှု comment တွေအများဆုံးတွေ့ရတယ်ဆိုတော့ကျေးဇူးတင်ပါတယ်တော်တော်အဲ့ဒီလိုမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ကျွန်မနေထိုင်ရာမြို့နယ်မှာကဘယ်ပါတီကဘယ်လိုလူတွေဝင်ရောက်ရွေးချယ်ခံမယ်မသိဘူးလို့ အမျိုးတွေရဲ့နေထိုင်ရာမြို့နယ်တွေမှာဘယ်လိုပါတီကဘယ်လိုလူပုဂ္ဂိုလ်တွေကဝင်ရောက်ရှင်းပြိုင်မယ်ဆိုတာမသိတဲ့အတွက်เนาะအဲ့ဒီလိုမလုံနဲ့လူကိုလည်းကြည့်ရမယ်ပါတီကိုလည်းကြည့်ရမယ်တချို့တွေကြတော့လှုပ်ရှားနိုင်ငံရေးသမားတွေပေါ့နော်ရုံဖို့ကောင်းတယ်လှုပ်ရှားနိုင်ငံရေးသမားတွေကြတော့သူတို့အနေနဲ့ဒီရွေးကောက်ပွဲဝင်ပြိုင်လို့ဖေးဦးမကွဲဘူးဆိုတာအတိတကယ်လို့မဲရရင်တော့မှကိုသူ့ရဲ့မိသားစုအရင်းချာညီကိုမောင်မမကပေးတဲ့ဆယ်မဲလောက်ပဲအများဆုံးရမယ် လုံးဝဒီရွေးကောက်ပွဲမှာသူ့အနေနဲ့အီးချင်းမပြည့်မီဘူးဆိုတာသိကြတယ်ကိုကိုကိုဘာအီးချင်းရှိရဲဘာအဆင့်ရှိရဲဆိုတာသိတယ်ဒါပေမဲ့တိတိကျကျနဲ့ဘာလို့ဝေးပြိုင်လဲဆိုလို့ရှိရင်နောက်တစ်ချိန်ကြာလို့ရှိရင်ကြံစည်တစုံတစ်ခုကြုံလာတဲ့အခါတို့မဟုတ်အမှုပွဲစားဝင်လုပ်တဲ့အခါကိုကျိုးရှာပြီးစီးပွားရေးလုပ်တဲ့အခါငါအမတ်လောင်းငါကတော်တော်ကိုယ်တိုင်လောင်းဆိုတဲ့ပါဝါကို အရေးခွန်ကိုခြုံကျင်တဲ့လှုပ်ရှားနိုင်ငံရေးတမအောက်တန်းစားတွေလည်းရှိပါတယ်။ဆိုတော့ပါတီကဘလောက်ပဲကောင်းကောင်းအဲ့လိုလူရန်စားတွေပါလာပြီဆိုရင်အဲ့ဒီပါတီကိုမဲမပေးပါနဲ့။ဒါပေမဲ့အရေးကြီးဆုံးကမဲပေးတာမပေးတာအသာထားပါမဲစင်းမှာကိုယ့်နာမည်ပါမပါအရင်သွားကြည့်ကြပါနော်ကျမကတော့မဲစင်းမှာကျမနာမည်ပါဖို့အခုမှဆောင်ရွက်နေတယ်ကျမတို့တမိသားစုလုံးလည်းမဲစင်းမှာတယောက်မှမပါလို့အခုမှစတင်နေရပါတယ် နောက်တစ်ခုကတော့ဒေါ်သက်သက်ခိုင်ရဲ့ပေါ်ပူလာကဦးမြခိုင်ရဲ့အင်တာဗျူးပေါ့နော်။အဲဒီဥစ္စာလေးခွင့်မယ်နေမှာဒီအထဲမှာအများဆုံးတွေ့ရတယ်။အဲဒီမှာဒေါ်သက်သက်ခိုင်ရဲ့စိတ်တဆစ်စီရေလုံးတဲ့နေရာမှာကြွန့်ကြံမှုကိုတခြားနိုင်ငံရေးပါတီတွေတခြားနိုင်ငံရေးသမားတွေကအတုခိုးဖို့လိုအပ်တယ်။နော်။ဒေါ်သက်သက်ခိုင်ဆိုရင်ထမင်းစားရေတောက်လမ်းလျှောက်ထားကအစအကုန်လိုင်းမုံကိုတင်တယ်။ တဖက်ကကြည့်နေတိုင်းကလေးကလာဆန့်နေပြီမဲ့တဖက်ကကြည့်တော့လေမြင်းပါများတော့ရှင်လာတယ်လူတီးရဲ့မျက်လုံးထဲမှာမြင်းပါများတော့ရှင်လာတယ်နောက်တစ်ခုကဒီဥမျက်ခိုင်ပေါ်ပူလာချားနေသည်ဒေါ်တသက်ခိုင်တို့ပြီးသုံးလုံးသတင်းစာရှင်းလင်းပွဲမှာပထမတစ်ချိန်သတင်းစာရှင်းလင်းပွဲတုန်းမှာလေသူပီနီအင်ဂျင်နဲ့နော်အဲအင်ဂျင်ဝတ်ပြီးတော့သတင်းစာရှင်းလင်းပွဲမှာသတင်းယူရဲအဲဒီမှာသူပြောတဲ့ဂလန်ကဆန်ပြောဆိုမှုပေါ့အဲဆန့်ကျင်ဘက်ပြောဆိုမှု လူမှုကြမ်းထဲမှာတုံ့ပြန်မှုတစ်ခုဖြစ်တယ်အခုလည်းပဲဒေါ်သက်ခအိုင်ဒီသုံးလုံးပါတီအင်တာတင်းစားရှင်းလင်းပွဲမှာအာဒေါ်အောင်ဆန်းစစ်ကြီးကိုနိုင်ငံရေးအကျဉ်းသားသုံးဆွဲမှုနဲ့ပတ်သက်လို့လူထုကြမ်းထဲမှာဥပဝတောင်းနေဖြစ်သွားတယ်တကယ်တော့ဒီဥညက်ခိုင်ဆိုတာကပေါ်ပြူလာချာနေဆိုတာကဒေါ်သက်သက်ခိုင်နိုင်ငံရေးတမမလုတ်ခင်ဒေါ်သက်သက်ခိုင်ရွှေနန်းတော်ရွှေဆိုင်နဲ့အရင်ဆုံးကကလို့အပ်ဖြစ်တယ် လူတွေကဂူပေါ်ပူလာချာနယ်ကိုစပြီးသတိမထားမိခင်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့ကွယ်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ်ပူလာဦးမျက်ခိုင်ကိုသတိမထားမိခင်တဲ့ကပေါ်ပူလာချာနယ်အမှုပညာရေးအမှုပညာလှုပ်ရှားမှုတွေကိုတင်ဆက်နေတဲ့အချိန်တည်းကဒေါ်သက်ခါရဲ့ရွှေနန်းတော်ရွှေဆိုင်နဲ့သူတို့ကလောဝချင်းရလက်ချင်းတွဲထားတဲ့မိဖက်တီတိမ့်တီတာကအခုလည်းပဲဒေါ်သက်ခိုင်နဲ့ဒီဦးမျက်ခိုင်နဲ့ကမဟာမိတ်တွေ သူတို့အခုလိုမျိုးအာဒင်းသာရှင်လင်းပွဲလုပ်ပြီးတော့မေးတယ်လူတို့ရဲ့စိတ်အာရုံစိတ်ဝင်စားမှုလူတို့ရဲ့တုံ့ပြန်မှုသူတို့လောကချင်းရိုက်ပြီးယူနိုင်ကြတယ်တော်တယ်တကယ်တော့နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေဆိုတာအဲ့ဒီလိုမျိုးကိုလိုချင်းနဲ့အရွယ်ချက်ရောက်အောင်တခါတလေမှာတစ်ဖက်လက်နေနဲ့တုံးတက်ရပါတယ်ဒါကြောင့်မို့တခြားသောနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကအတုခိုးဖို့လိုတယ် နိုင်ငံရေးပါတီတွေမှာမီဒီယာသမားတွေသူတို့ပါတီတွေမှာသူတို့ငှားရမ်းထားတဲ့ lobby တွေနော် propaganda တွေအများကြီးရှိတယ်။ဒီအချိန်မှာကအန်ယူဂျီမကောင်းကြောင်းပြောရမယ့်အချိန်မဟုတ်တော့ဘူး။ PD ရဲ့မကောင်းကြောင်းပြောရမယ့်အချိန်မဟုတ်တော့ဘူး။အန်ယူဂျီမကောင်းမှု PD ရဲ့မကောင်းမှုကိုငါးနှစ်လုံးလုံးပြောခဲ့ပြီးဖြစ်တဲ့အတွက်နိုင်ငံရေးပါတီတွေနိုင်ငံရေးမှာဝင်ရောက်ရှင်ပြိုင်ခံမဲ့ကိုယ်တည်းလောင်းနေတတိပုဂ္ဂလဆိုလို့လူရှင်လေသူ့အတွက်မဲဆွယ်ပေးမယ့် lobby တွေလိုရယ် အဲ့ဒီလူတွေအနေနဲ့ကသူများမကောင်းကြောင်ပြောရမယ့်အချိန်မဟုတ်တော့ဘူးကိုကောင်းကြောင်ကိုပြောရမယ့်အချိန်ဖြစ်တယ်ကိုရီးယားတချိန်လုံးကနိုင်ငံရေးဖက်တမ်းမှုမှာဘလို့မျိုးပါဝင်ဆောင်ရွက်ခဲ့ရေဆိုတဲ့ကိုကုံကိုဖော်ရမယ့်အချိန်ဖြစ်တယ်အတူယူဖို့လိုအပ်ပါတယ်